2025ခုနှစ်အတွက်နိုဘယ်ငင်းချရေးဆုကိုငင်းချရေးအတွက်ရဲရင်ပြီးအနစ်နာခံကြိုးပမ်းသူတို့ဖြစ်တဲ့ဗင်နီဇွဲလာဒီမိုကရေစီခေါင်းဆောင်တို့ကရရှိသွားပါပြီ။ မောင်မိုက်မှုတွေကြားထဲမှာဒီမိုကရေစီရဲ့မိတောက်ကိုဆက်လက်ထွန်းညှိပေးနေတဲ့အမျိုးသမီးတဦးပဲဖြစ်ပါတယ်။နော်ဝေနိုဘယ်ဆုရွေးချယ်ရေးကော်မတီက2025ခုနှစ်နိုဘယ်ငင်းချရေးဆုကိုမာရီယာကိုရီနာမာချာရိုကိုချီးမြှင့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာဗင်နီဆွဲလားပြည်သူတွေအတွက်ဒီမိုကရေစီအခွင့်အရေးတွေမြင့်တင်ပေးရမှာမဆုံးမနဲ့ကြိုးပမ်းခဲ့မှုအာနာရှင်စနစ်ကနေ ဒီမိုကရေစီစီတရားမျှတပြီးအင်ချမ်းနဲ့အသွင်ကူးပြောင်းမှုရရှိဖို့ရုံးခံလှုံ့ဆော်ခဲ့မှုတွေကြောင်းနိုဘယ်ငင်းချိုင်းစုကိုရရှိတာဖြစ်ပါတယ်။ဗင်နီဇွဲလာဒီမိုကရေစီအင်အားစုများ၏ခေါင်းဆောင်တဦးဖြစ်တဲ့မာရီယာကိုရီနာမချာရိုဟာမကြာသေးခင်က လက်တင်အမေရိကမှာထင်ရှားကျော်ကြားခဲ့သည့်အယက်သားတို့ရဲ့ရဲစွမ်းတက်တီပြောင်းပြောင်းမှုစံနမူနာများအနက်တစ်ဦးဖြစ်ပါတယ်။မာချာဒိုဟာတချိန်ကပြင်းပြင်းထန်ထန်သဘောထားကွဲပြားခဲ့တဲ့နိုင်ငံရေးအတိုက်ခံတွေကြားထဲမှာအထူးကစီးလုံးငင်ရွက်ရင်အင်အားစုတည်းဖြစ်ခဲ့ပါတယ်။လွတ်လပ်တဲ့ရွေးကောက်ပွဲနဲ့ကိုစားပြုအစိုးရတရက်ဖော်ဆောင်ဖို့တောင်းဆိုရမှာအတိုက်ခံတွေဟာဘုံသဘောထားကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါဟာဒီမိုကရေစီရဲ့အနှစ်သာရပဲဖြစ်ပါတယ်။ သဘောထားချင်းမတိုက်ဆိုင်ပေမဲ့လည်းပြည်သူအုပ်ချုပ်ရေးမှုတွေကိုကာကွယ်ဖို့ပုံစံနာပဲဖြစ်ပါတယ်။ဒီမိုကရေစီစနစ်ချိမ့်ချောက်ခံနေရတဲ့ချိန်မှာဘုံသဘောထားကိုကာကွယ်ဖို့ဟာအရင်ကထက်ပိုအရေးကြီးပါတယ်လို့နိုဘယ်ဆုကော်မတီမှပြောကြားခဲ့ပါတယ်ရှင်။